အမဖြစ်သူရဲ့အရင်နှီးဆုံးယောက်ျားလေးတငယ်ချင်းမှာညီမဖြစ်သူအသက်22နှစ်အရွယ်အဖေညာဆိုတဲ့မိန်းကလေးအိမ်သာသွားတဲ့အချိန်ကိုအနောက်ကကလိုက်လာပြီးအတင်းမဲ့အိမ်သာတဲကိုဆွဲထဲကအာဓမပြုကျင့်ခဲ့ပါဗျာ။ ဖြစ်စဉ်ကတော့၃လပိုင်း၁၂ရက်နေ့ကထိုင်းတည်တင်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံနခော့ဆဝမ်မြို့မှာနေထိုင်တဲ့အသက်၄၈နှစ်အရွယ်ပါရာတရီဆိုတဲ့မိခင်ဖြစ်သူမှာအသက်၂၂နှစ်အရွယ်အဖင်ညာဆိုတဲ့တမီးငယ်ဖြစ်သူကိုတမီးအလဲရဲ့ယောက်ျားလေးတငယ်ချင်းမှာကိုထီလက်ရောက်ကျူးလွန်ပြီးအာဓမပြုခြင်းခဲ့ကြောင်းနခော့ဆဝမ်ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။နောက်ပြီးမိခင်ဖြစ်သူပြောတာကတမီးငယ်ကိုပြုခြင်းခဲ့တဲ့တရားခံဟာအလမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်ပြီးအိမ်ကိုမကြာခဏဆိုးသလိုဝင်ထွက်သွားလာလေရှိတယ်။နောက်ပြီးသူမတို့အိမ်ကအလုတ်တွေကိုလည်းဝိုင်းက ုလုတ်ပေးလေးရှိပြီးသမီးငယ်ကလည်းတရခန့်ကိုအကိုအရင်တယောက်လိုခင်မင်းနေ။နောက်ပြီးအိန်နေကသမီးငယ်ကိုသူကျူးလွန်တဲ့အချိန်မှာသမီးငယ်ကညင်းဆိုခဲ့ပေမဲ့တရခန့်ဟာခဏလေးပဲဆိုပြီးပြောတယ်။အဲအချိန်မှာသမီးငယ်ဘက်ကယုံကန့်ခဲ့တော့တရခန့်ဟာသမီးငယ်ကိုထိုးချိတ်ပြီးအာဓမပြုချင်းခဲ့တာဖြစ်တယ်လို့ပါရတ္တိဆိုတဲ့မိခင်ဖြစ်သူမှပြောပါတယ်။ နောက်ပြီးကျူးလွန်ခံခဲ့ရတဲ့အသက်20နှစ်အရွယ်အဖေညာဆိုတဲ့မိန်းကလေးပြောပြတာကပြီးခဲ့တဲ့17ရက်နေ့ညနေကအမအလက်ရဲ့သူမရဲ့အမအလက်ရဲ့တငယ်ချင်းလေးနဲ့အတူနှခေါဆဝံမြို့ထဲမှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်မှာသွားစားတောက်ခဲ့ကြပြီးသူမအမအလက်ရဲ့တငယ်ချင်းအဖွဲထဲမှာမိန်းကလေးတငယ်ချင်းလေးနဲ့အတူယောက်ျားလေးတငယ်ချင်းလေးလည်းပါတယ်။အဲ့ထဲမှာသူမအမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့သူမနဲ့လည်းခင်တဲ့တရက်ခံဖြစ်သူမန်ကောဆိုသူလည်းပါတယ်။ ဒီလိုနဲ့စားတောက်ခဲ့ကြရင်အမဖြစ်သူဟာကိစ္စရှိလို့အိမ်ကိုအရင်ပြန်သွားခဲ့ပြီး ိုင်းနောက်ပိုင်းမှာသူမနဲ့တငယ်ချင်းလေးဟာဆက်ပြီးစားတောင်းနေခဲ့ကြတယ်။စားတောင်းပြီးသွားလို့အိမ်ကိုပြန်ကန်နေမှတော့သူမဟာအိမ်သာခဏသွားမယ်ဆိုပြီးစားတောင်းဆိုင်ရဲ့အနောက်မှာရှိတဲ့အိမ်သာကိုသွားနေတဲ့အချိန်မှာအမားဖြစ်သူရဲ့အရင်နှီးဆုံးတငယ်ချင်းသူမတို့မိသားစုတစုလုံးနဲ့လည်းခင်မင်းနဲ့မန်ကွန်ဆိုတဲ့တရက်ခံဖြစ်သူဟာသူမအနောက်ကနေလိုက်လာပြီးအိမ်သာကိုရောက်တော့သူမလက်ကိုဆွဲပြီးတကားတော့ခတ်လိုက်တယ်ပြီးသွားတော့သူမကိုသူနဲ့လိန်ဆက်ဆန့်မှုပြောတယ်အဲအချိန်မှာသူမဘက်ကမလုပ်ပါနဲ့လို့ပြောတော့တရက်ခံကလက်မခံဘူးဒီလိုနဲ့သူမဘက်က သူမမချစ်သူရည်သားရှိတဲ့သူမကိုအဲ့လိုမလုပ်ပါနဲ့ဆိုပြီးတောင်းမှန်ခဲ့ပေမယ့်လက်မခံနာကြောင့်မန်ကောဆိုသူကိုသူမအိမ်သားရည်နဲ့ပတ်ခဲ့တယ်။အဲ့အချိန်မှာတရခန့်ဖြစ်သူဟာသူမရဲ့ဘိုင်းနဲ့မျက်နှာကိုထိုးကျိခဲ့တာကြောင့်သူမသတိလေးသွားခဲ့တယ်။အဲ့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်တဲ့ဆိုတာသူမမသိတော့ဘူး။သူမသတိပြန်ရလာတဲ့အချိန်မှာသူမရဲ့အတွင်ကဘောင်းမီဟာပြဲနေခဲ့ပြီးသူမစီးသွားရင်လည်းတွေးရပါတယ်။နောက်ပြီးသူမရဲ့မျက်နှာနဲ့ခန္ဓာကိုယ်မှာဆိုရင်လည်းထိုးကျိခံထားရတာကြောင့်ဖူးယောင်းနေခဲ့ပြီး အိုင်းနောက်ပိုင်းမှာတငယ်ချင်းတွေသူမကိုအိမ်ပြန်လိုက်ပို့ပေးခဲ့တာဖြစ်တယ်လို့ ကျူးလွန်ခံခဲ့ရတဲ့အဖေနီယာဆိုတဲ့အသက်22နှစ်အရွယ်မိန်းကလေးမှပြောပြပါဗါးအိုင်နောက်ပိုင်းမှာတော့နှခေါဆဝံမျိုးရဲ့တပ်ဖွဲ့မှတရက်ခံဖြစ်သူမန်ကွန်ဆိုသူကိုလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီးအမှုနယ်ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့တရက်ခံဖြစ်သူပြောတာကအဲနေကအဖေနီယာကျွန်တော်ကိုအိမ်သာရည်နဲ့ပတ်လို့ကျွန်တော်ဒေါရထွက်ပြီးထိုးချိတ်ခဲ့တာဖြစ်တဲ့နောက်ပြီးကျွန်တော်သူ့ကိုအာဓမမကျင်းရသေးဘူးလက်နဲ့ပဲလှုပ်ခဲ့တာဖြစ်တယ်လို့မန်ကွန်ဆိုသူမှပြောပါတယ်နောက်ပြီးထိုင်းရဲတပ်ဖွဲ့ပြောတာကမိန်းကလေးကိုလင်းအင်ကာနဲ့ပြုကျင်ခဲ့သည့်ဖြစ်စေလက်နဲ့ကျူးလွန်ခဲ့ သည်ဖြစ်စေအခုလိုလောက်ခဲ့တာကြောင့်တရခန့်ကိုမဒိမ့်မှုကိုထီလက်ရောက်ကျူးလွန်မှုတို့နဲ့ထိုင်းရဲတပ်ဖွဲ့မှဖမ်းဆီးသွားခဲ့ပါတယ်။